ပြီးခဲ့တဲ့ဂျာတာဘရင်းနစ်ကအစ္စရေးမှာလေကြောင်းရန်ကာကွယ်ရေးအချက်ပြတံနေနဲ့မနက်ခင်းကိုစတင်ခဲ့ပါတယ်။ပြည်သူတွေဟာအိယာကဝရုံးသုံးကားထလာရပြီးဘုံခုစရာနေရာများစီအလင်းပြန်ထွက်ပြေးခဲ့ရပါတယ်။ကောင်းကင်မှာတော့အီရန်ကနေပြစ်လွှတ်လိုက်တဲ့ဒုံးကျည်များဟာဝတုံမိုးလိုလိုရွာချလာပါတယ်။အချို့ကိုကာကွယ်နိုင်ခဲ့ပေမဲ့အများစုကတော့ကာကွယ်ရေးစနစ်ကိုကျော်ဖြတ်ပြီးအစ္စရေးအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။တောင်ပိုင်းအစ္စရေးရဲ့အကြီးဆုံးစေယုံတစ်ခုဖြစ်တဲ့ ဆိုရိုကာဆေးရုံမှာဆိုရင်ဒုံးကြီးတစင်းဟာအဓိကဧည့်ဆောင်ကိုထိမှန်ပြီးကုသရေးနေရာတစ်ခုလုံးကိုပျက်စီးစေခဲ့ပါတယ်။ဒီကြောင့်မဲ့ဖွဲ့ရမြင်ကွင်းတွေဟာတဲလ်အဗစ်ဟိုလန်နဲ့ရန်လာမြို့တွေမှာထပ်ခါထပ်ခါဖြစ်ပွားခဲ့ပါတယ်။လူဦးရေထူထပ်တဲ့မြို့ပြ area တွေရဲ့ဗဟိုချက်မှကြီးပဲဖြစ်ပွားခဲ့တာပါ။ဒါပေမဲ့အစ္စရေးတွေခုခံနေချိန်မှာပဲမိုင်600ကျော်ဝေးတဲ့နေရာမှာနောက်ထပ်တုံ့ပြန်တိုက်ခိုက်မှုတစ်ခုစတင်ခဲ့ပါတယ်။ဒီတစ်ခါတော့အီရန်ဘက်ကပြင်းထန်စွာထိခိုက်ခဲ့ရပါတယ်။ 24နှစ်အတွင်းမှာပဲအစ္စရေးလီဒါဟာပင်လယ်ကွေ့စစ်ပွဲအပြီးကတည်းကမမြင်ဘူးတဲ့အတိုင်းအတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ Rising Lion လို့အမည်ပေးထားတဲ့ဒီစစ်စင်ရေးမှာတီဟီရန်ဆိုရရဲ့အရေးပါတဲ့နေမြေတွေကိုဥတီတိုက်ခိုက်ခဲ့ပါတယ်။စစ်စခန်းတွေလေကြောင်းကာကွယ်ရေးစနစ်တွေဒုံးပြစ်လက်နာလက်နက်တူလောင်ယုံတွေကိုသာမကဒီတစ်ခါမှာတော့အီရန်ရဲ့ဒုံးပြစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေ UAV ထိန်းချုပ်ရေးစင်တာတွေနဲ့နျူကလ িয়ার နေရာတွေကိုပါတိုက်ရိုက်ထိမှန်စေခဲ့ပါတယ်။ ်အစ္စရေးရုံမြင့်တန်းကြားရဲ့သတင်းညဆိုရင် IRGC Cobra တိုက်လေယာဉ်တွေဟာခါနာရှားစခန်းမှာပျက်စီးခဲ့ရပါတယ်တီဟူရန်မှာရှိတဲ့ဓာတ်အားလိုင်းတွေပြတ်တောက်ခဲ့ပြီး ADN နဲ့ဘန်တွေလည်းအလုံးမလုံးနိုင်တော့ပါဘူးဒါဟာစိုက်ဘာတိုက်ခိုက်မှုတွေနဲ့အတူတိုက်ခိုက်မှုတွေတပြိုင်တည်းစတင်ခဲ့တယ်ဆိုတာကိုဖော်ပြနေပါတယ်တချိန်ထဲမှာပဲအီရန်ရဲ့မျိုးသားရုံမြင့်တန်းကြားဟာရုတ်တရက်ထိန်းချုပ်ခံလိုက်ရပါတယ်သတင်းတွေအစား Rising Lion စစ်စင်ရေးရဲ့ logo နဲ့အတူအာနာရှင်စနစ်ကိုဖယ်ရှားဖို့ တော်လန်ရေးလှုံ့ဆော်တဲ့သတင်းတွေကိုလူသန်းပေါင်းများစွာမြင်တွေ့ခဲ့ရပါတယ်။ဒါဟာတီရန်ကောင်းဆောင်တွေကိုအကောင်းဆုံးအချိန်မှာဓာတ်ရိုက်ထိုးနှက်လိုက်တာပါပဲ။ထုတ်လွှင့်မှုတွေကိုရပ်တန့်မှုတနိုင်ငံလုံးအတိုင်းအတာနဲ့အင်တာနက်တွေပိတ်လိုက်ချိန်မတိုင်ခင်အထိဒီသတင်းတွေဟာနိုင်ပေါင်းများစွာထုတ်လွှင့်ခဲ့ပါတယ်။အီရန်ဘက်ကလည်းအစ္စရေးတိုက်ခိုက်မှုတိုင်းအပြီးမှာတုံ့ပြန်မှုတွေပြုလုပ်လေရှိပါတယ်။ရှာဟပ်ဒုံးကြီးတွေနဲ့ကာမီကာဇီဒရုန်းတွေဟာအစ္စရေးနယ်စပ်စီကိုဆက်လက်ပြန်တန်းနေစေပါ။ ဒါပေမဲ့ဒီတစ်ခါတော့တုံ့ပြန်မှုနှုန်းဟာတိတိတတ်တာနှိပ်ကွေးသွားခဲ့ပါတယ်။ဒုံးပြစင်ကရိယာတွေကိုမော်တော်ကားတွေရဲ့ကွန်တိန်နာတွေထဲမှာထေချာဝတ်ထားပြီးမယ်။ Israel ရဲ့စောင့်ကြည့်ရေးစနစ်က36နာရီအတွင်းရှာဖွေတွေ့ရှိပြီးဖျက်ဆီးခံလိုက်ရပါတယ်။ဒါဟာယာယီတုံ့ပြန်မှုတစ်ခုလား။ဒါမှမဟုတ်ဒေသဆိုင်ရာအခြေအနေကိုအပီးပိုင်ပြောင်းလဲပြဖို့ခြေလှမ်းလားဆိုတာမေးခွန်းထုတ်စီရပါ။အရင်နောက်မှာတော့အံပွဲသတင်းတရက်ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဟာအီရန်ကိုတိုက်ခိုက်ဖို့အစီအစဉ်ကိုအတီးပြုတ်ပေးခဲ့ပြီးဒါပေမဲ့လည်းလက်တွေ့အကောင်အထည်ဖော်ဖို့ခွင့်မပြုသေးရခွင့်မပြုရသေးဘူးလို့သိရပါတယ်အမေရိကန်ရဲ့စစ်သင်္ဘောတပ်ဖွဲ့များဟာပေလယ်ဝေ့ဒေသကစခန်းတွေကနေရုတ်တရက်ဆုတ်ခွာသွားပြီးစစ်အတွက်ဆင်သင့်ဖြစ်နေတဲ့အနေအထားကိုပြောင်းလဲလိုက်ပါတယ်ကာတာနဲ့ဘာရိန်းကအမေရိကန်လီဒါစခန်းတွေမှာလည်းအရေးပေါ်လူများရွှေ့ပြောင်းခဲ့ရပြီးဈေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့သွေးပံတွေကိုအီရန်နဲ့ဇန်နားမှာတက်ဆင်ထားခဲ့ပါတယ် ဒါဟာဝါရှင်တန်ဟာတကယ့်ကိုစစ်ကြီးတစ်ခုအတွက်အဆင်သင့်ဖြစ်နေပြီလို့ဖော်ပြနေပါတယ်။ဒီတော့တွင်မှာပဲ IDF အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ American မပိုင်ရင်အစ္စရေးဟာ Iran ကို သုံးပတ်တွင်ဒူးထောက်စေမယ်။ American ပါလာရင်တော့ရပ်ပိုင်းတွင်အဆုံးသတ်သွားမယ်လို့ဆိုပါတယ်။ Tel Aviv ကောင်းကင်မှာမီဂိုမီလီယံတွေရှိနေတဲ့အချိန်မှာပဲ Zagros တောင်တန်းရဲ့အခြားတစ်ဖက်မှာပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီး Iran ကောင်းဆောင်တွေကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ အရက်မျိုးရှိ IR40 နျူကလ িয়ার ဓာတ်ပေါင်းမှုဟာအပီးပိုင်ပြက်စီးသွားခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာဂျိုတုဓာတ်ပုံတွေမှာလုံးဝဖျက်ဆီးခံရတဲ့အခြေအနေကိုတွေ့ရပါတယ်။ဓာတ်ပေါင်းမှုရဲ့အမိုးခုံးဟာကွဲအပ်သွားပြီးဤပညာဆိုင်ရာစာအုပ်တစ်ခုလုံးပွင့်လင်းစွာမြင်နေရပါတယ်။ဓာတ်ပေါင်းမှုဘဟုမှာထွက်လာတဲ့အဖြူရောင်ရင်းနှီးငွေတွေဟာတိုက်ခိုက်မှုမတိုင်ခင်အလုံးလုံးနေစေဖြစ်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ IR40 ဟာတာမန်နျူကလ িয়ার ဆက်ယုံတစ်ခုမဟုတ်ပါဘူး။အီရန်ရဲ့တခုရီးသော heavy water reactor ဖြစ်ပြီးယူရေနီယမ်လိုပဲလက်နက်အတွက်အဆင့်မီပလူတိုနီယမ်ထုတ်လုပ်နိုင်တဲ့နေရာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကဒါကိုအနုနိမ့်ပုံတိဆောက်ဖို့အတူအချုံနီးလို့ရည်ညွှန်းကြပါတယ်။ ISRIC ကတော့ဒီအချက်ကိုဆို ပိုနားလည်ထားပါတယ်။ Theory ရ Tehran ဟာ2015ခုနှစ်ကတည်းက IR40 တပ်ပေါင်းမှုကို concrete နဲ့ပိတ်ပြီးအလုံးမလုံးတော့ဘူးလို့ IAEA နိုင်ငံတကာအမှုမြွှန်းဆိုင် အေဂျင်စီကိုကတိပေးခဲ့ပါတယ်။ဒါ့ပြင်အစ္စရေးထောင်လင်းရဲ့စီရင်ခံစာရီနဲ့နှစ်ပေါင်းများစွာစုဆောင်းထားတဲ့ဓာတ်ပုံတွေအရဒီဓာတ်ပေါင်းမှုဟာတိတ်တဆိတ်လှုပ်လှုပ်နေစေဖြစ်ပြီးပစ္စည်းကရိယာတွေကိုလျှို့ဝှက်စွာအစားထိုးကာ Photoshop လုပ်ထားတဲ့ပုံတွေနဲ့စစ်ဆေးမှုတွေကိုလှည့်စားခဲ့တယ်လို့ဆိုပါတယ်။စစ်ရေးကြွမ်းကျင်သူတို့ရဲ့အဆိုအရအာရတ်ကိုတိုက်ခိုက်မှုဟာစစ်ရေးအရသာမကအီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုပါကြီးမားစွာထိခိုက်စေခဲ့တာဖြစ်ပါတယ်။ တာမန်ဓမောင်းမူတွေမှာ light water ကို သုံးပေမဲ့ IR40 မှာတော့ heavy water ကို moderator နှိပ်ကွေးစေတဲ့ပစ္စည်းနဲ့ coolant အေးခံပစ္စည်းအဖြစ်သုံးထားပြီးတဘာဝ uranium နဲ့ပဲအလုပ်လုပ်နိုင်တာလက်နက်အဆင့် plutonium ကိုထုတ်လုပ်နိုင်ပါတယ်ဒီတိုက်ခိုက်မှုဟာ arak မှာအ ਨੇ ဆုံးနှစ်ပေါင်းများစွာအတွက် iran ရဲ့ plutonium ထုတ်လုပ်နိုင်စံကိုအဆုံးသတ်သွားစေခဲ့ပါတယ်ဒါပေမဲ့ israel ကဘာကြောင့်အခုချိန်မှာဒီလိုလှုပ်ဆောင်ခဲ့တာလဲဆိုတာကဤပညာဆိုင်ရာအချက်တွေသာမကအ စိတ်ပိုင်းဆိုင်ရာအချက်တွေနဲ့အချိန်ကိုက်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ Iran ကတဲလ်အဗစ်ကိုဒုံးကျည်တွေဇက်တိုက်ပစ်နေပြီး Hormuz ရေလက်ကြားကိုပိတ်ပစ်မယ်လို့ချိန်ချောင်းနေချိန်မှာပဲဖြစ်ပါတယ်။ Israel ဟာတိကျနီးပါးတိကျတဲ့တိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပြီး Tehran ရဲ့ရေရှည်ကြီးမန်းချက်တွေကိုရပ်တန့်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေဟာ Iran မှာပဲရပ်မသွားခဲ့ပါဘူး။48နာရီအတွင်းမှာပဲ IDF Israel ကာကွယ်ရေးတပ်ဖွဲ့ဟာ Carage မှာရှိတဲ့ Centrifuge ဆက်ယုံ တီဟီရန်ချင်းစိဘုံကစင်ချေဘုံက centrifuge တွေကို ရိုတာထုတ်လုပ်ရေးဆက်ယုံ Isfahan က uranium ပြောင်းလဲရေးဆက်ယုံနဲ့ Fordo မြေအောင်စကန်တို့ကိုညှိနှိုင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပါတယ် Fordo စကန်ဟာတောင်အတွင်းပိုင်းမှာတည်ရှိနေတာကြောင့်တိုက်ခိုက်လို့မရနိုင်ဘူးလို့ယူဆထားတဲ့နေရာဖြစ်ပါတယ် Israel က Fordo မှာဘလောက်ထိခိုက်မှုရှိခဲ့တယ်ဆိုတာကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ထောင်လိုင်းရေးသတင်းတွေအရအဲ့ဒီနေရာကိုမိုင်းဖောက်ပုံးတွေနဲ့အနည်းဆုံး၃ချိန်တိုက်ခိုက်ခံခဲ့ရပြီလို့သိရပါတယ် ဖော်ဒိုမှာရှိတဲ့ကွန်ကရစ်အလွှာထူးထူးတွေကိုဖောက်ထွင်းနိုင်တဲ့စွမ်းအားရှိတဲ့ပုံးတွေကို အမေရိကန်ပြည်ထောင်စုတခုတည်းကသာပိုင်ဆိုင်ထားပေမဲ့အစ္စရေးကလျှက်စစ်စနစ်တွေကိုပြတ်စည်းစေဖို့အာယုံခံကိရိယာတွေကိုအလုံးမလုံးအောင်လုပ်ဖို့နဲ့အဲ့ဒီဆက်ယုံကိုအလုံးမလုံးနိုင်အောင်ဖျက်ဆီးဖို့ကြိုးစားနေပါတယ်။တစ်ချိန်တည်းမှာပဲအီရန်ရဲ့ဆက်သွယ်ရေးစနစ်တွေပြိုလဲသွားခဲ့ပါတယ်။အမျိုးသားရုံမြင့်တန်းကြား IRIB ကလည်းရုတ်တရက်အစိုးရကိုစန့်ကျင်တော်လှန်ဖို့တွန်းအားပေးတဲ့ဓာတ်ပုံတွေနဲ့ Ryzen Lion စစ်စင်ရေးရဲ့သင်္ကေတတွေကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီလိုမကြုံစဘူးအချက်ရမှုတွေကြောင့် IRGC Iran ဒေါ်လာရေးတက်မတော်ကစိုက်ဘာတိုက်ခိုက်မှုတွေနဲ့ Israel ရဲ့ drone တွေကိုကာဝယ်ဖို့ဆိုပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ internet တွေကိုပိတ်လိုက်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေ electronic စစ်ပွဲစိုက်ဘာတိုက်ခိုက်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတွေကို ပေါင်းစပ်ပြီး Israel ဟာ Iran ရဲ့အာဏာအစိတ်ပိုင်းတိုင်းကိုပိတ်မှတ်ထားတဲ့ခင်မီစစ်စင်ရေးပုံစံကိုအသုံးပြုနေပါတယ်။ ဒါဟာဘုံတွေလက်နက်တွေနဲ့ပဲတိုက်ခိုက်နေရမှာမဟုတ်ပဲကမ္ဘာနီစနစ်ရဲ့ယုံကြည်မှုတွေတင်ကြတာတွေနဲ့အတွေးခေါ်တွေကိုထိပါတိုက်ခိုက်နေတာဖြစ်ပါတယ်ဒီအချိန်မှာတီဟီရန်ဟာထိရောက်တဲ့တုံ့ပြန်မှုတစ်ခုကိုလှုပ်ဆောင်နိုင်တဲ့မရှိသလောက်ဖြစ်နေပါတယ်အစ္စရေးရဲ့ဒုံကြီးကာဝေးစနစ်ဟာအရက်သားနေရာတွေမှာ အသေးပြောက်အနေငယ်ရှိခဲ့ပေမဲ့အီရန်ရဲ့ဒုံပစ်စင်တွေကိုအချိန်တိုတွင်းဖျက်ဆီးနိုင်ခဲ့ပါတယ်အီရန်ကရှာဟပ်3ဒုံကြီးများသောကိုပြစ်လွတ်ခဲ့ပေမဲ့ အစ္စရေးရဲ့လွှာသွန်ကာကွယ်ရေးစနစ်ကိုဖောက်ထွင်းနိုင်တဲ့ဒုံးကျည်ကအနည်းငယ်သာရှိခဲ့ပါတယ်။ဒါ့ပြင်နောက်ထပ်ပြစ်မှတ်တစ်ခုရှိပါသေးတယ်။အစ္စရေးထောင်နေရေးသတင်းတွေအရဒီစစ်စင်ရေးရဲ့အမြင့်ဆုံးနဲ့အန်ဒီအေရှိဆုံးပြစ်မှတ်ကအလိခါမနီဖြစ်ပါတယ်။ရပောင်းများစွာမေကွန်းထုတ်နေရတဲ့အရာတစ်ခုကအမေရိကန်ပြည်ထောင်စုဟာဒီစစ်ပွဲကနေလက်ရှောင်နေမှာလား။ဒါမှမဟုတ်စစ်ပွဲကိုအဆုံးသတ်ဖို့ပါဝင်တိုက်ခိုက်နေမှာလားဆိုတာပါပဲ။ဝါရှင်တန်ကနေလာတဲ့ချက်ပြမှုတွေရော အဆုံးဖြတ်ပေးရမယ့်အချိန်ဟာနီးကပ်လာနေပြီလို့သိရပါတယ်။ပင်ဒဂွန်နဲ့ American Media ရဲ့သတင်းအရဆိုရင်တမရဒွန်နဲ့ထရန့်ဟာအီရန်ကိုလေကြောင်းတိုက်ခိုက်ဖို့အစီအစဉ်တွေကိုအတည်ပြုပေးခဲ့ပြီးအကောင့်ထဲပေါ်ကန်ဒီအချိန်ကမှနောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်မယ်လို့ဆိုပါတယ်။ဒါဟာ American ကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်စေရုံသာမကတန်တမန်ရေးရာဖိအားပေးနိုင်စွမ်းကိုလည်းထိန်းထားနိုင်တဲ့တွက်ချက်ထားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့အမေရိကန်ဟာစောင့်မနေခဲ့ပါဘူး အရှေ့လေပိုင်းမှာရှိတဲ့ American စစ်တပ်ရဲ့အင်အားတော်တော်များများဟာစစ်အတွက်အဆင်သင့်ဖြစ်အောင်ပြန်လည်စုစည်းနေပါတယ်။ဘာရင်းကမာနာမာစိတ်ကမ်းမှာရှိတဲ့ Fifth Fleet ရဲ့စစ်သင်းမော်တွေဟာစိတ်ကမ်းကနေဆုတ်ခွာသွားပြီးကာတာက AI Udit Latest Camp မှာရှိတဲ့တိုက်လေယာဉ်တွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ပါတယ်။စီဖြည့်လေယာဉ်တွေ B2 ပုံကျဲလေယာဉ်တွေ B1B ပုံကျဲလေယာဉ်တွေနဲ့နီးပြူဟာမြောက်စောင့်ကြည့်ရေးလေယာဉ်တွေကိုလည်းအိန္ဒိယသမုဒ္ဒရာတွေကိုတက်ဆင်ထားပါတယ်။ ်အီရန်နဲ့လေယာဉ်ခီးအနေနဲ့သာကွာဝေးတဲ့ဒေသမှာအမေရိကန်က သွေးပံတူလာယုံတွေကိုတက်ဆင်ထားတာကလေလာသူတွေကိုအစိုးရရအောင်ဖြစ်စေပါတယ်။ဒီလိုလှုပ်ရှားမှုမျိုးကအကြီးအကျယ်အသေးအပြောက်များနိုင်တဲ့စစ်စင်ရေးမဆခင်လှုပ်လေးရှိတဲ့အရာပါပဲ။ဒါဟာဖြစ်နိုင်ခြေရှိတဲ့စစ်အတွက်အစင်သင့်ပြင်ဆင်မှုအစင်မဟုတ်တော့ဘဲတကယ်စစ်အတွက်အစင်သင့်ဖြစ်နေပြီဆိုတဲ့အခြေအနေကိုပြသပါတယ်။ဒီတော့တွင်းမှာပဲအင်ဘီရောကအရေးပေါ်အစည်းအဝေးတွေဇက်တိုက်ကျင်းပနေပါတယ်။ အတွင်းလူတချို့ရဲ့ပြောပြချက်အရသမရထရန့်ဟာအီရန်ရဲ့ကြမ်းရှိနေတဲ့နျူကလ িয়ার ဆက်ရုံတွေကိုတကြိမ်တည်းနဲ့ဖျက်ဆီးတာထက်အကြိမ်ကြိမ်အဆင့်ဆင့်ကြိုတင်တိုက်ခိုက်ဖို့ရွေးချယ်နေတယ်လို့သိရပါတယ်။ရည်မှန်းချက်ကတော့အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စံကိုအပီးပိုင်ဖျက်ဆီးဖို့ပါပဲ။ဒါနဲ့အတူတပ်ပါတီတွေကိုလည်းပြင်းထန်တဲ့သတိပေးချက်တွေပေးထားပါတယ်။လက်ဘနွန်ကဟစ်ဘိုလာကိုအမေရိကန်ရဲ့အထူးကိုယ်တိုင်ကဘလို့ပါဝင်မှုမဆိုမညာမတာဖျက်ဆီးခံရမယ်လို့သတိပေးထားပါတယ်။ ီရန်မှာရှိတဲ့အီရန်ကနေထောက်ခံတဲ့အယ်နူဂျာဘာအဖွဲ့တွေကလည်းအီရန်ရဲ့အကြီးဆုံးကောင်းဆောင်အယာတိုလာခါမနီကို အစ္စရေးကပြစ်မှတ်ထားရင်အမေရိကန်စစ်သားတွေကိုတိုက်ခိုက်မယ်လို့ချိန်ချောင်းနေပါတယ်။ရုရှားရဲ့တုံ့ပြန်မှုကတော့ကြမ်းတမ်းပုံရပါမယ်။နှုတ်ကပြောဆိုတဲ့သတိပေးချက်တွေအစစ်မှာပဲရှိနေပါတယ်။ခရမ်လင်ကအမေရိကန်ပါဝင်မှုဟာမမျှော်လင့်တဲ့အကျိုးဆက်တွေဖြစ်စေမယ်လို့သတိပေးခဲ့ပေမယ့်အပြည်ပြည်ဆိုင်ရာစမ်းစစ်သူတွေကတော့ဒါဟာအရှိရဲ့လေပိုင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုထိမ့်သိမ့်မှု ကြိုတင်ကာကွယ်ရေးတန်တမာရေးလှုပ်ရှားမှုတစ်ခုသာဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။ရုရှားဟာယူကရိန်းပြည်ပခတရုတ်နဲ့တင်းမာမှုတွေလို့အတွင်းရေးများစွာနဲ့ရင်ဆိုင်နေရတာကြောင့်ဓာတ်ရိုက်ဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ဘူးဆိုတာသိကြနေပါတယ်။ဒီလိုချိန်မှာအစ္စရေးကတော့ Fordo, Natanz, Iraq ကဒုံးပစ်လက်နက်သူလောင်ရုံတွေစစ်ဌာနချုပ်တွေရဲ့ပြစ်မှတ်ချက်လက်တွေအားလုံးကို American C အမြဲတမ်းလွှဲပြောင်းမှုအချိန်ကိုအပြည့်အဝအသုံးချနေပါတယ်။ ်ယူရချက်ကတော့အမေရိကန်ကလှုပ်ဆောင်ရင်အစကနေပြန်ဆစရာမလိုအောင်ပါအီရန်ကိုပြန်လဲထူထောင်ဖို့အချိန်ပေးရင်နျူကလ িয়ার စက်ရုံတွေပြန်လဲတိဆောက်တာလက်စားချေတိုက်ခိုက်မှုတွေမြင့်တက်လာနိုင်တာကိုအစ္စရေးကကောင်းကောင်းနားလည်ထားပါတယ်ဒါကြောင့်လေကြောင်းတိုက်ခိုက်မှုတွေကိုနေညမပြတ်ဆက်လက်လှုပ်ဆောင်နေပြီး IDF ကအမေရိကန်ပါလာတာပဲဖြစ်ဖြစ်မပါဘဲနေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရက်မှာမဟုတ်ဘူးအီရန်ရဲ့ပြစ်မှတ်တိုင်းကိုအပီးပိုင်ဖြတ်စည်းမယ်လို့ရှင်းရှင်းလင်းလင်းကြေညာထားပါတယ် ဒီအချိန်မှာတီဟီရန်ကနေပေါက်ကြားလာတဲ့သတင်းတွေကအစွာရလာစနစ်ပြိုလဲကံနေဖြစ်နေတယ်ဆိုတဲ့အထောက်အထားကိုပုံမိုခိုင်မာစေပါတယ်။တီဟီရန်မြို့တော်ကလူတွေဟာလမ်းပေါ်ကနေပျောက်ကွယ်သွားတဲ့လောက်ဖြစ်နေပါတယ်။ဒရုန်းနဲ့လုံခြုံရေးကင်မရာတွေကရိုက်ကူးထားတဲ့ပုံတွေရာလူဦးရေ၁၀သန်းကျော်နေထိုင်တဲ့ဒီမြို့ဟာတဝက်လောက်လူသူကင်းမဲ့နေပြီးတရဲမြို့တစ်မြို့လိုဖြစ်နေပါတယ်။ IRGC ကတော့နိုင်ငံတော်အင်တာနက်ပိတ်ထားတယ်လို့ကြေညာထားပါတယ်။အကြောင်းပြချက်ကအစ္စရေးသတင်းတွေကို တားဆီးဖို့တောင်မှ အတွင်းဘက်ကတစ္ဆာဖောက်မှုတွေကိုပါကာကွယ်ဖို့ပါပဲဒါပေမဲ့အီရန်အစိုးရကိုဘုံတွေထပ်ပိုးပြီးစိုးရိမ်နေတာကဂျေရုဆလင်က ရေဒီယိုတွေ YouTube channel တွေလူမှုကွန်ရက်တွေကနေအီရန်လူထုကိုပုံကန်ဖို့တွန်းအားပေးနေတဲ့သတင်းတွေပါပဲအာနာရှင်စနစ်ကိုဖယ်ရှားပစ်ကြဘဝကိုအသက်ဆတင်နိုင်ပြီဆိုတဲ့သတင်းတွေဟာလမ်းကြောင်းအတိုင်းဂျေရုဆလင်တိုင်းမှာပြန့်နှံ့နေပါတယ်စင်စာကြိုးစားမှုတွေရှိပေမဲ့ထိန်းချုပ်လို့မရနိုင်တော့ပါဘူး ဒီအချိန်မှာပဲအစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကဓာတ်ရိုက်ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်တစ်ခုကလူတွေကိုလန့်စေခဲ့ပါတယ်။လိုအပ်ပါကအစ္စရေးဟာ အစွာယလာ အလီခါမနီကိုဓာတ်ရိုက်တပ်ဖြတ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒုံးကြီးတွေကိုဖျက်ဆီးတာနျူကလ িয়ার စက်ရုံတွေကို ချိုးဖျက်တာတွေမှာပဲအခုပြတ်မှတ်ကအီရန်ရဲ့အာဏာအချက်အချာဖြစ်ပါတယ်။တကဘာလုံးကကြီးမားတဲ့စစ်ပွဲကြီးအဆုံးတတ်တော်မလားဆိုပြီးစောင့်ကြည့်နေကြပါတယ်။အစ္စရေးဟာသူ့ရဲ့စစ်ရင်အားထောက်လန်းရင်းနဲ့ အီလက်ထရွန်နစ်စစ်စင်ရေးစွမ်းရည်တွေကိုအသုံးပြုပြီးအီရန်ရဲ့ကာဝေးရေးစနစ်တစ်ခုလုံးနဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေကိုကြိုတင်တိုက်ခိုက်ခဲ့ပါတယ်။နာတန်စ်ကနေအီရတ်ကာရတ်ကနေဖာဒိုအထိနေရာတိုင်းကိုထိမှန်ခဲ့ပါတယ်။ဒါပေမဲ့အစွာရလာစနစ်ကမကျသေးပါဘူး။ဒါကြောင့်ဒီကမ္ဘာလုံးရဲ့မျက်လုံးတွေကဝါရှင်တန်ပေါ်ရရှိသွားပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာအရှေ့လေပိုင်းတစ်ခုလုံးကိုပြန်လည်ပုံဖော်မဲ့ဒါမှမဟုတ်ကမ္ဘာအစည်းအဝေးကိုလှုပ်ခတ်စေမဲ့ ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။အီရန်ကိုစစ်ဖြစ်ဖြိုခွင်းပြမလား။ဒါမှမဟုတ်နောက်ဆုံးတန်တမန်ရေးအခွင့်အလမ်းတစ်ခုအတွက်စောင့်မျှော်နေမလားဆိုတာပါပဲ။စစ်စင်ရေးစတင်ချိန်ကလေးကအစ္စရေးဟာအီရန်ရဲ့ဒုံးကျည်နဲ့ဒရုန်းစနစ်တွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။မျှဝေထားတဲ့ဗီဒီယိုတွေမှာဒုံးပစ်စင်ကရိယာတွေကို စက္ကန့်ပိုင်းအတွင်းရှာဖွေတွေ့ရှိပြီးဖျက်ဆီးတာကိုတွေ့ရပါတယ်။ဒီဟီရန်လမ်းမပေါ်မှာရွေရှားနေတဲ့အချိန်မှာတော့ ဒါဟာဂျိုတင်တိုက်ခိုက်မှုတစ်ခုတွင်မကပဲအစ္စရေးဟာအီရန်နောက်ပိုင်းလေကြောင်းကိုအပြည့်အဝထိန်းချုပ်ထားတယ်ဆိုတဲ့သက်သေတာကလည်းဖြစ်ပါတယ်။ကန်နာယာတဲကပြည်မှတ်တွေကနေမြို့ပြအတွင်းပိုင်းထိအစ္စရေးဟာတိုက်လေယာဉ်တွေနဲ့တာမကအမြင့်ပိုင်းစောင့်ကြည့်ရေးဒရုန်းတွေကိုပါအသုံးပြုပြီးတိကျစွာတိုက်ခိုက်နေပါတယ်။အချို့ဒုံးပစ္စည်းတွေကိုအရက်သားကုန်တင်ကားတွေလိုဖုံးကွယ်ထားပေမဲ့ဖော်ထုတ်ပြီးဖျက်ဆီးခံလိုက်ရပါတယ်။အီရန်ကစက်မှုဇုံတွေမြေအောက်ဥမင်တွေ ယာယီတူလောင်ယုံနေထဲမှာဂယုတစိုက်ဟွက်ထားတဲ့နေရာတွေကလည်းတစ်ခုပြီးတစ်ခုပေါက်ကွဲပျက်စီးခဲ့ပါတယ်။ဒီလိုမြန်ဆန်ပြီးတိကျမှုမြင်မာတာကြောင့်ကာဝေးရေးကျန်းရင်သူတွေတောင်အစ္စရေးဟာလေကြောင်းအသာသီးရောင်းနေမှာကပဲလေကြောင်းလွှမ်းမိုးမှုအဖြစ်ကိုရရှိနေပြီလို့ဝန်ခံခဲ့ကြရပါတယ်။အစ္စရေးစစ်သတင်းထောက်တဦးရဲ့အဆိုအရဒီစကားစုဟာမှားယွင်းနေတာမဟုတ်ပဲအစ္စရေးရဲ့ Hamas UAV တွေအီရန်လေကြောင်းပေါ်မှာအတားအဆီးမရှိလွတ်လွတ်လပ်လပ်ပြန်တန်းနေပြီး တိုက်လေရင်တွေဟာနိုင်ပေါင်းများစွာအနှောက်အယှက်မရှိစီမံဆောင်ရွက်နိုင်တယ်ဆိုတဲ့အချက်ကိုထင်ဟပ်နေပါတယ်။အကျိုးဆက်အနေနဲ့တပတ်အတွင်းမှာပဲအီရန်ရဲ့ဒုံးပစ်လွတ်တဲ့စနစ်40ရာခိုင်နှုန်းကျော်ဟာဖျက်ဆီးခံရပြီးအလုတ်လုတော့မှာမဟုတ်ပါဘူး။ကြံတဲ့ဒုံးကြီးတွေဟာပြန်ကျဲနေပြီးလုံလောက်တဲ့အရာတွေရှိမရှိ ပြန်ဖြည့်ဖို့အချိန်ရှိမရှိဒါမှမဟုတ်လွတ်တင်စရာနေရာတော့မကြံတော့ပါဘူး။ဒါကြောင့်အီရန်ရဲ့နောက်ပိုင်းတုံ့ပြန်တိုက်ခိုက်မှုတွေဟာကျဲတဲ့အာနေပြီးအလွယ်တကူကာကွယ်နိုင်တဲ့အဆင့်ပဲရှိပါတော့တယ်။ ဒါပေမဲ့အီရန်ခံစားရတဲ့အကြီးမားဆုံးဆုံးရှုံးမှုကလက်နက်တူလောင်ယုံဆုံးရှုံးရင်နေမှာပါဘူး။နိုင်ငံတကာအတွက်ဂုံယူစရာရောအိမ်မက်ဆိုးပါဖြစ်တဲ့နျူကလ িয়ার အစီအစဉ်ဟာလည်းပြင်းထန်စွာတိုက်ခိုက်ခံလိုက်ရပါတယ်။နာဒန်စ်နဲ့အစ်ပါဟန်ကအထက်ကနျူကလ িয়ার ဆက်ရုံနှစ်ခုဟာအစ္စရေးရဲ့တိကျတဲ့နေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ခဲ့ရပါတယ်။ IAEA ရဲ့အကဲဖြတ်ချက်အရနာဒန်စ်ကယူရေနီယံချဲ့ထွင်ရေးစင်ထရီဖျူစ်တွေဟာလုံးဝပျက်စီးသွားပြီးနျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို နှစ်ပေါင်းများစွာရပ်တန့်သွားစေနိုင်တယ်လို့ဆိုပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ